ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ်နန့်ဖို့ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကရောင်းချထားတဲ့ကျေးရွာပိုင်းမြေတွေကိုရွာသားတွေကပြန်လိုချင်နေကြပါတယ်။ခွန်စော်ဦးသတင်းပေးပို့ထားပါတယ်ရှင်။မိုးကုတ်မြို့နယ်မိုးမိတ်မြို့နယ်စပ်မှာရှိတဲ့နန့်ဖို့ကျေးရွာအုပ်စုတွင်ကရွာပိုင်းမြေတွေအားလုံးနှီးပါးကိုအုပ်စုအုပ်ချုပ်ရေးမှူးကမိုးကုတ်မြို့မှာရှိတဲ့မန်းဆန်းရှင်ကြောင်းမြက်ကုမ္ပဏီကိုရောင်းချထားတယ်လို့ရွာသားတွေကပြောဆိုပြီးမြေတွေပြန်ရဖို့လေလိုလားနေကြတာပါ။ အပြင်မှာရောင်းစားတဲ့ဟာကွန်မြူနတီကိုရောင်းစားတဲ့ဟာအဲ့ဒါအုတ်ချွေရမှုနဲ့လုံလုံးတယ်ဆိုတဲ့ဟာကျွန်တော်တို့တိတ်တိတ်အထောက်အထားတွေနဲ့ရွာသားတွေကဒီဟိုမကျင်နာလို့ဖော်ထုတ်နေတာဖြစ်တယ်အခုဒီရွာမှာလည်းမေတ္တာဆိုရလည်းများလာတော့လှုပ်ရှားဖို့လည်းမရှိလူတိုင်းများလာတာမင်းအိုင်များလာတော့မဟုတ်တော့ဒါကိုမြေကိုရချင်းတဲ့တဘောပါပဲပေါ်လာတဲ့ဟာကျွန်တော်တွေးတမရပဲဆိုရင်တော့ခွေးတောင်တောင်ရပြီးတော့ဒီကသူတို့တောင်ချိန်မရှိတောင်လို့ပြောတာတောင်ရှိရပြပြီးတော့ဟိုဘက်နဲ့တမီးတောင်မှရှိရပြ တ်တမီတောင်အပါဝင်စင်တော့ကျွန်တော်ရွာဒီအုပ်စုကရွာသူရွာသားတွေကလှုပ်ရှားမဲ့နေရာကိုတကွဲမှမကျင်တော့ဘူးလို့ဖြစ်ဒီလောက်ဖြစ်နေပြန်ဒီသုံးရွာစလုံးအုပ်စုတွေကမိလေအားလုံးရောင်းလိုက်တယ်ဆိုတဲ့သဘောလားတက်ရောက်နေပြန်မဟုတ်မကလှုပ်ထားတဲ့ဟာတွေကအားလုံးပေါ်ထုတ်ပြီးတော့ဒီမိလေအားလုံးကိုကိုရက်ကိုရွာထဲမှာပဲငကူအတိုင်းပဲကျင်ရှိစေရှင်နေပြန်ကြီးရွာလူကြီးတွေရဲ့လက်မှတ်ထိုးတွေကိုအုပ်စုအုပ်ချုပ်ရေးမှုကအလွဲတုံးစားလုပ်ပြီးကြီးရွာပိုင်းမြေတွေအားလုံးနှီးပါးကို ကုမ္ပဏီလက်ထဲပေးလိုက်တာဖြစ်တယ်လို့ရွာသားတွေကဆက်လက် ပြောဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး DBB ကအုပ်စုအုပ်ချုပ်ရေးမှုကိုမြေမြန်းရမှာတော့ဟုတ်ကဲ့ဒါကျွန်တော်ရှင်းပြချင်ပါတယ်။အခုကျွန်တော်ပေးထားတဲ့နေရာမှာမန်တမြဆိုလို့ရှိရင်ဒါကျွန်တော်တောင်သူတွေမရောက်နိုင်တဲ့နေရာမှာကျွန်တော်ပေးထားချင်းဖြစ်တယ်။ဒါကျွန်တော်ပေးတာမဟုတ်ရွာမြေရွာဖားနေပေးမှကျွန်တော်တဆင့်လက်မထိုးထားချင်းဖြစ်တယ်။အခုနလက်မအလွယ်သုံးစားလုပ်တယ်ဆိုတော့ကျွန်တော်ဒီတစ်ခုပဲကျွန်တော်ဒီနေရာပဲကျွန်တော်လုပ်ခဲ့ချင်းဖြစ်ပါတယ်။ဒါတွေကိုလည်းကျွန်တော်အကုန်လုံးကျွန်တော်ရုပ်သိမ်းတယ် မန်းဆန်းရှင်ကြောင်မြတ်ကုမ္ပဏီရဲ့တာဝန်ရှိသူတဦးကတော့မြေပိုင်ရှင်တွေကမြေလာရောင်းလို့ဝယ်ယူတာဖြစ်ပြီးလက်ရှိမြေဧက2000နီးပါးကိုလုတ်ပိုင်권လျှောက်ထားတယ်လို့ဆိုပါတယ်မကျွန်တော်ကဝယ်တာဆိုတော့ဒီကဥချုပ်ဘူးတင်နဲ့တို့ကခြံလာရောင်းတဲ့ဟာအနုတဘောတူတယ်ဆိုတော့ကျွန်တော်ကဈေးကဲ့တော့ဝယ်တာပဲခြံပယ်ရှင်ကလာရောင်းတော့ကျွန်တော်ဈေးတက်ပြီးမှသူ့ရှည်သွားတာလက်မှတ်ထိုးတာပဲရှိတယ်အခုတို့ဒီကုမ္ပဏီအနေနဲ့ပေါ့လေဒီဟုတ်ကဲ့ဧကဘောဘလောက်ရှိပြီလဲဟုတ်ဧက2000ကျော်လောက်ရှိတယ် ဒီတောတောင်တွေကိုကုမ္ပဏီကကြောင်မြတ်ရတနာထုတ်ယူဖို့ဝယ်ယူတာဖြစ်တယ်လို့အုပ်စုအုပ်ချုပ်ရေးမှူးကပြောပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးမုံမိတ်ခရိုင်အုပ်ချုပ်ရေးမှူးက DPP ကိုခုလိုပြောပါတယ်။ဒီပြဿနာဟလာတကယ်လုတ်ကင်ဆောင်ရွက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စုံစမ်းစစ်ဆေးပြီးတော့အစဉ်အဆက်ရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းဒါပဲအခုအချိန်ထိကျွန်တော်တို့ပြောလိုပါတယ်။ဟုတ်ကဲ့ပါဒီဟာလေးကင်ဒီစာရွက်လေးကင်ကဒီကြောက်ထုတ်လုပ်ငန်းလုပ်မယ်ဆိုရင်တော့လုပ်လို့ရနိုင်။အမရပါဘူးဗျ။မရပါဘူးဗျ။ လက်ရှိမှာတော့ကြေးရွာသားတွေကလက်မှတ်တွေထိုးပြီးအဖြစ်မှန်ဖော်ထုတ်ပေးဖို့တက်ဆိုင်ရာဌာနတွေကိုစတင်ထားကြောင်းသိရပါတယ်ကျွန်တော်ခွန်စော်ဦးပါ